ကျွန်တော်တို့ညီညွတ်နေကြပြီလားခင်ဗျားတို့ညီညွတ်ကြပြီလားတောင်ပေါ်ပြည်ပြန်ကံယိုးထဲမှာမချင်တော်လိုင်းတက်တွေညီညွတ်နေပြီလားတိုင်းသားရအောင်တက်တွေညီညွတ်နေကြပြီလားဘာမှတော်လိုင်းတက်တွေညီပြန့်တက်တွေညီညွတ်နေကြပြီလားဒီစကားကိုနေ့တိုင်းပြောဖို့ကျွန်တော်စိတ်ကူးရှိပါတယ်ညီညွတ်ရေးကိုတတိပေးဖို့ ညီညွတ်ရင်စစ်တပ်ကိုနိုင်မယ်ဆိုတာတရားရာခိုင်နှုန်းတိကျရဲ့သားနဲ့ညီညွတ်ဖို့မတီးဆောက်တဲ့အခြေအနေကိုတော့ကျွန်တော်တို့ဒီဇက်ကလေးမှစိတ်တိုင်းကြောက်အဆင်ပြေပါညီညွတ်ရင်စစ်တပ်ကိုနိုင်ကိုနိုင်ပါလိမ့်တချိန်ကကချင်ကိုတိုက်ရင်ကရင်ကိုနာကရင်ကိုတိုက်ရင်ကချင်ကိုနာ တောင်ကိုတိုင်မြောက်ကူနာမြောက်ကူနိုင်အရှိကူနာစစ်တပ်လုံးကြီးလှုပ်ဟန်နေလေတိကြပြီးသားပဲဒီကနေ့တမိုင်းဝင်ຫນွေဦးတော်လန်ရေးရဲ့အခွင့်အရေးကိုမိမိရဲ့ဆုတ်ကင်ပြီးတောင်ပေါ်မြေပဲကံယိုရဲမှမကြံညီညွတ်မယ်ဆိုရင်စစ်ကောင်စီကိုမနိုင်စရာအကြောင်းတိကြခံလို့တော့မရှိဘူးနောက်တစ်ခုကနိပညာတိုက်ပွဲလက်ရှိ27ရာစုရဲ့ ဖိနှိပ်သူများဖိနှိပ်သူများကိုတော်လံပုံကန်ဆန့်ကျင်တဲ့ခေတ်စစ်ပွဲတစ်ခုအနေနဲ့ယူကရိန်းကခေတ်ဒေါ်လာရေးစစ်ပွဲရဲ့စံပြဒရုန်းစစ်ပွဲကြီးကိုထင်ထင်ရှားရှားပြနေပါဒါကျွန်တော်တို့သင်ကြားစာပါပဲဒါကြောင့်မို့နောက်လာမယ့်အနာဂတ်စစ်ပွဲကိုလက်ရှိတော်လံကြီးအောင်ဝဲ အရရအချိနေပြီအားလုံးဟာနီးပညာစစ်ပွဲစီဥတည်နေပါဒါကြောင့်လူငယ်တွေကိုနီးပညာနဲ့ပတ်သက်တဲ့ drone တွေ FPV တွေမောင်းသူတွေအဆရှိတာတွေပေါ့ဗျာနော်ဒါတွေကိုကျွန်တော်တို့မဟာဗျူဟာတရက်နဲ့ကိုပန့်ပိုးကူညီပြီးတော့နီးပညာတိုက်ပွဲတွေဆင်နွှဲကြရပါလိမ့်မယ်အဲ့တော့ ဖစစ်တက်ကဆရှုံးစီဖို့အချက်နောက်ထပ်တစ်ချက်ဒီနေ့ထပ်ထွက်လာပါတယ် ILO ILO International Labor Organization Article 33လို့သိရပါတယ် Article 33ဆိုတာရှင်းရှင်းပြောရင်စစ်ကောင်စီအုပ်ချုပ်နေတဲ့အချိန်မှာထွက်တဲ့ထုတ်ကုန်မှန်သမျှကိုတရားဝင်တင်သွင်းခွင့်ပိတ်လိုက်မယ်ပိတ်လိုက်တယ်ဆိုတဲ့အခြေအနေမျိုးထိကို ရောက်လာနိုင်ပါတယ်အဲ့တော့ article 33ရဲ့ဘယ်အပိုက်ဘယ်အပိုက်တွေပေါ့ဗျာဘယ်အခြေအနေတွေထိနောက်ဆုံးအခြေအနေကိုတော့ကျွန်တော်တို့မသိရပါပဲဒီကနေ့ပုံမှန်33 Island ရဲ့အရေးပေါ်နေလာတဲ့ဆုံးဖြတ်ချက်မှာတဏီတညွတ်တဲ့အရေးယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီဆုံးဖြတ်ဟာဒီဆုံးဖြတ်ချက်ဟာစစ်တပ်အရှိုက်ကိုအင်္ဂနဲမြည်သွားစီပါတယ်စစ်တပ်ရဲ့တောက်တိုင်ရင်းမြစ်တွေအလုံးပြိုကျတော့မှာဖြစ်ပါ နိုင်ငံတကာနဲ့ကုတန်ဆက်သွယ်ကုန်တယ်ခင်းနေရတက်ခံရတော့မှာဖြစ်ပြီးမောင်ကိုကလွှဲရင်တရားဝင်တင်တင်းခွင့်နဲ့ပတ်သက်ပြီးဥပဒေကြောင့်ရပိတ်ဆို့ခံရတော့မှာဖြစ်ပါတယ် ILO ဆိုတဲ့ International Labor Organization မှာအာနာရှင်နိုင်ငံ၄နိုင်ငံကလွှဲရင်တကပါလုံးပါဝင်တဲ့အလုံသမားအဖွဲ့အစည်းကြီးဖြစ်ပါတယ် ဒီအဖွဲ့ကြီးကအရေးယူတဲ့အရေးယူဖို့ဆုံးဖြတ်ချက်ဒီကနေ့ချမှတ်လိုက်တဲ့ article 33ရဲ့ရိုက်ခတ်ချက်ဟာစစ်ကောင်စီရဲ့လူယာမဝေမှုကိုပုံမနှဆိုင်စေပြီးစစ်ကောင်စီလက်အောက်ကတောက်တိုင်နဲ့ညမာပြည်ကထုတ်ခုံမှန်သမျှတရားဝင်ကုံတွယ်ခွင့်ပိတ်ဆို့ခံကြရမှာလူမြတ်ကျော်ကြီး article 33နဲ့ပတ်သက်ပြီးဘာတွေဖြစ်လာနိုင်လဲဆိုတော့တော်တော် အရေးကြီးတဲ့ကိစ္စပြည်သူလူကိုတိုက်ရိုက်ထိခိုက်မဲ့ကိစ္စတော့ကျွန်တော်ပြောခဲ့ပါမယ်။ဗမာငွေစည်းတွေထိုးကြမယ်။ကုန်သွယ်ပတ်နိုင်ငံတွေကင်းမဲ့သွားမယ်။ဗမာပြထွက်တဲ့ကုန်တွေမှောင်ခိုပဲဝယ်လို့ရမယ်။တရားဝင်တင်သွင်းဝင်မရှိတော့ဒီအချီနေကိုရောက်လာမှာဖြစ်ပါလေ။အရင်ကအကြောင်းဝဲလူရန်စားအခြေခံလူရန်စားကိုဥတီပြီးပြောချင်တာကတော့ကုန်စည်းနှုန်းတွေတက်လာနိုင်တယ်လို့ ငွေစည်းထိုးကြပြီးငွေဖောင်းပွားမှုကြီးဖြစ်လာနိုင်တယ်ဆိုတာကိုတော့တိတိကျကျပြောလို့ရပါတယ်အလုံယုံစက်ယုံတွေပိတ်သိမ်းဆွတ်ခွာမှုတွေတရဇက်ဖြစ်လာမှာဖြစ်ပြီးအလုံလက်မဲ့တွေအင်မတန်များပြားလာမှာဖြစ်ပါတယ်လက်ရှိစက်ယုံအလုံယုံတွေတပိတ်မောက်ပြီးနေ့စဉ်လောကလာသာတိုးတောင်းနေမှုတွေအများပြားရှိနေတာနဲ့အတူထပ်မံပြီးတော့ကျွန်တော်တို့ ရင်ဆိုင်ရမယ့်အကြီးဆုံးအခက်အခဲကတော့ငွေကြေးဖောင်းပွားမှုကျွန်တော်တို့နိုင်ငံရဲ့ငွေကြေးဟာဝတ္တမှုထိုးချမှုကြီးဖြစ်ကိုဖြစ်မှာပါဒါကြောင့်ဗမာငွေကြိုင်နာသူများအကုန်လုံးအခုတွေကကျူပြီးတော့ရွှေမြေဒါမှမဟုတ်နိုင်ငံခြားငွေတစ်ခုခုကိုကြိုတင်လဲလှယ်ထားဖို့တတိပိပြစီစစ်ကောင်စီရဲ့အရှိုက်ကိုထိတယ်ဆိုပေမဲ့ တည်သူလူလူစီကိုတော့အဖျားခတ်ဖြစ်ပါတယ်ဒီအဖျားခက်ပြင်းပြင်းခက်ဆက်ဆက်ဖြစ်နိုင်တယ်လို့ကျွန်တော်တို့မြင်ရပါတယ်ဒါကြောင့်မို့အလုတ်လက်မဲ့များပြားမှုအလုတ်ဆက်ယုံတွေပိတ်သိမ်းမှုတွေဒရဇက်ဖြစ်ပေါ်လာမှာဖြစ်ပြီးငွေတန်ဖိုးတွေထိုးကြမယ်ဘာမပြားထွက်ကုန်မှန်သမျှကိုတရားဝင်တင်သွင်းခွင့်တွေပိတ်ဆို့နိုင်တဲ့အခြေအနေမျိုးတွေဖြစ်လာပါဒါဒီကနေ့ညနေမှာ ဆွစ်ဇာလန်မှာကျင်းပနေတဲ့ ILO နီလာကချမှတ်လိုက်တဲ့စစ်ကောင်စီအရေးယူမဲ့ Article 33ရဲ့33ရဲ့တည်ရောက်မှုတွေဖြစ်ပါတယ်။အဲ့တော့ဒါတွေနဲ့တပြိုင်နက်မှာကျွန်တော်တို့မြန်မာမျက်နှာအပါပျို့တိုင်းကြိုက်တဲ့နှီးစီခိုင်လေးအာခတ်တတော်အေးအေး ဲ့ဒီအခြေအနေလေးကိုပြောကြရအောင်အဲ့တော့ကျွန်တော်တို့ဒီပြည်တွင်း6ဆိုတော့ Kevin Wane Proxy Wa အပြိုင်မှုဟာကျွန်တော်နိုင်ငံတွင်းတက်ရောက်မှုပိုကြီးပါလိမ့်မယ်အိန္ဒိယနိုင်ငံတွေဖြစ်တဲ့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်က Proxy Wa ဖြစ်ပြီးမှာအခုထပ်ပြီးကမ္ဘောဒီးယားနဲ့ထိုင်းရဲ့ နှစ်ဖက်နောက်ခံတွေကလှုပ်ဆော်မှုအပါအဝင်ပေါ့ဗျာနော်။နေဆက်ပြဿနာတွေ ਨੇ ကျွန်တော်တို့တောင်အာရှဒေတာတွေမှာတရုတ်နဲ့အမေရိကန်ရဲ့အဓိက proxy war ကစားကွင်းကြီးဖြစ်လို့လာနေတဲ့အခြေအနေကိုကျွန်တော်တို့တော်လိုင်းနိုင်ငံကြီးခေါင်းဆောင်တွေမပြတ်တတိချက်ဖို့လိုပါလေ။အမြင်ကျကျနဲ့အမျော်မြင်ရှိရှိဒီတိုင်းပြည်ရဲ့အမျိုးသားအကျိုးစီးပွား ကိုတိုင်းပြည်ကိုလူမျိုးရဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်ရင်းကျွန်တော်နိုင်ငံတော်အစ်အတွက်ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာကိုတော့လေးလေးနက်နက်စဉ်းစားပြီးပြီးညီညီညွတ်ညွတ်ခုခံနိုင်မှသာကျွန်တော်တို့တော်လှန်ရေးကြီးတဲ့အောင်ပွဲရမှာဖြစ်တယ်နိုင်ငံအင်အားကြီးနိုင်ငံတွေရဲ့ proxy ကစားမှုကိုလည်းခုခံနိုင်မှာဖြစ်ပါတယ်လာကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ အင်အားကြီးနိုင်ငံတွေရဲ့ proxy တွေကတော့ဒဇဇဝင်ရောက်လာနေပါအဲ့ဒီအထဲမှာမှကိုတော်လင်ရေးဂျိုးစီဘွားကိုနိုင်ငံမျိုးသားဂျိုးစီဘွားကိုအခြေခံနဲ့ခိုင်မာတဲ့မူဝါဒတွေနဲ့ရှစ်ဆက်သွားဖို့နိုင်ငံရေးတော်လင်ရေးကောင်းဆောင်တွေဉာဏ်ပညာကြီးကြီးနဲ့ကျွန်တော်တို့ဆောင်ရွက်ကြမှာဖြစ်ပါတယ်မဟုတ်ရင်ကျွန်တော်တို့တိုင်းပြည်ဟာစစ်ပွဲနဲ့အဆုံးမတက်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်ကို ရှောက်သွားနိုင်ပါတယ်စစ်ပွဲတွေနဲ့ပဲလုံးလဲချာလဲလိုက်ပြီးကဘာကြီးနဲ့ဝေးကွာတဲ့နိုင်ငံတစ်ခု၆တွေ့နေတဲ့အထီးကျန်နေတဲ့နိုင်ငံတစ်ခုပုံစံကိုလက်ရှိချိန်မှာဥတည်နေတာတွေ့ရတဲ့အတွက်ဒီစကားတွေကိုလေးလေးနက်နက်ပြောနေချင်းဖြစ်ပါတယ်အဲ့တော့ပြိုတိုင်းကျတဲ့နှင်းစီခိုင်အာရကတတ်တော်အေအေကတော့ဒီကနေ့ မျက်ရည်ကန်တာဝါတိုင်းဂုံးကိုတိမ့်လိုက်ပြီလို့အတီးပြုတ်ပါတယ်အဲ့တော့ဒဏ်ရာရတဲ့စစ်ကောင်စီတပ်သားတွေကတော့ကောင်းမားစီအပြည့်နဲ့တဲထုတ်သွားတယ်လို့လည်းကျွန်တော်တို့သိရပြီတာဝါတိုင်းဂုံးတချောကကာကိန်းမှန်သမျှကိုပထမတည်းကအကုန်တိမ့်တာပြီးတာပါမနေ့ကတော့တာဝါတိုင်းဂုံးကိုတက်တိမ့်လိုက်ပါတယ်လေရင်ပစ်ကူတွေဒရုန်းပစ်ကူတွေအပြင်မြေပြင်ကပါစစ်ကူတောက်လျှောက်တက်နေပါတယ်တက်တယ်ကိုဝရော်ရဲကနေအင်အား30နဲ့အတက်စစ်ကြောင်းလေးတက်ပါတယ် ဒါဒါပြင်မှာပေါ့ဗျာမဆာခ905အမြောက်ဆက်ရှင်ကိုကဲမှုဌာနချုပ်အတွင်းကစစ်သုံးမော်တော်ယာဉ်3စီးနဲ့လက်နက်ခဲယမ်းစီးရင်၄စီးနေရီကန်ဖြူဟာတို့အရေးပေါ်ကြီးရောက်လာတယ်လို့လည်းကျွန်တော်တို့သိရပါတယ်နေရီကန်ဖြူဟာတိုက်ပွဲဖြစ်ပွားရနေရကိုဖက်စစ်တပ်ရဲ့ဘုံဘောခမောက်တောင်စခန်းနေပြီးတော့လက်နက်ကြီးနဲ့ပစ်ကူပေးနေတယ်လို့သိရပါတယ် မစီယောဘက်ကနေနေရီကံကိုစစ်ရင်လေးစီးနဲ့အင်အားပြည့်ပို့ဆောင်ခဲ့တယ်။တက်မကိုကိုတက်မမူဒုတက်မမူကိုယ်တိုင်ကိုကဲနေတယ်။ကဘာလုံးစခန်းစစ်ကူရိတ်ကမပို့နိုင်ပဲအရခတ်တက်တော်အေးနဲ့ပူပေါင်းတက်တွေကပိတ်ဆို့ဖြတ်တော့သွားဖြတ်တော့နိုင်တယ်ဖြတ်တော့ထားနိုင်တယ်။ဒါအရခတ်တက်တော်အေးရဲ့ကြောက်ဖြူတကြောဒီအမ်ပရန်အမ်ပရန်မှဒီယိုးမစီတို့ ဒီဒီအခြေအနေလေးကိုကျွန်တော်တစ်ချက်လှစ်ပြတာဖြစ်ပါတယ်အဲ့တော့ဘာကြောင့်လူမြတ်ကျော်မင်းဟာငါတို့ကိုအငြီးလာကြွေးတာလဲဆိုတော့ကြောက်ဖြူညှို့သိမ့်တိုက်ပွဲဟာအင်မတန်အရေးပါပါတယ်အာလကတ်တော်အေကအေအေကိုလည်းတရုတ်ကဖိအားပေးမှုတွေရှိပါတယ် DNL ကိုလည်းရှိတယ် MND ကိုလည်းရှိတယ် KIU ကိုလည်းရှိတယ်တိုင်းသားညီနောင်လေးဘွယ်လုံးကိုတရုတ်ဟာတူတူတမျိုးကြဲကြဲတမျိုးမတိတလူလူတိတလူလူအမျိုးစုံဖိအားပေးနေပါ ဲ့တော့အာရကတက်တော့အေကတော့ဟိုရှင်းရှင်းပြောရရင်စစ်ကောင်စီရဲ့စစ်တပ်စခန်းမှန်တယ်မြတ်သိမ့်ပြီးအဖရခိုင်နိုင်ငံတော်ကိုပြန်လေတီထောင်ရယူမယ်လို့ကြေညာပြီးသားရခိုင်ပြည်နယ်တွင်းကရခိုင်ပိုင်းမြန်မာမြန်မာအာခတ်တော်အေးသိမ့်မယ်လို့ပြောတာတရားမင်းစင်သားလေးမြတ်တိုးတော်ကြောက်ဖြူကြောက်ဖြူကိုအာခတ်တော်အေးကကောခေါ်နေ ဲ့တော့အမေရိကန်ကကုညီမလားငါတို့ကြောက်ဖြူတိတ်တေးအကျိုးစီးပွားကိုငါတို့ကင်နာမယ်တေးယုတ်မင်းတို့အကျိုးစီးပွားကိုငါတို့ကင်နာမယ်မင်းတို့ငါတို့ဘာလုပ်ပေးမယ်ကြောက်ဖြူကရှင်းရှင်းပြောရရင်လက်ရှိအချိန်မှာအင်တာအရေးပါတဲ့အာရှတိုက်တစ်ခုလုံးရဲ့စစ်ဘုံချက်ပြောပြပါဘာကြောင့်လဲဆိုတော့အရေးပါတာစစ်ပွဲကြီးလို့ အဲဒီအင်အားကြီးလို့မဟုတ်ပါဘူးအကျိုးစီးပွားစုံချက်နေရဖြစ်ပါတယ်ကြီးမားတဲ့အကျိုးစီးပွားစုံချက်ကြီးနေရလို့ကျွန်တော်တတ်မှတ်လို့ရဘူးတရုတ်ရဲ့အတိတ်ကအကျိုးစီးပွားဖြစ်ထွန်းရလေရတဖက်မှာတရုတ်နဲ့ဒီစေးတိုက်ပွဲပဲပြောပြောအခွန်တိုက်ပွဲပဲပြောစီးပွားရေးစစ်ပွဲပဲပြောပြောဆင်နွှဲနေတဲ့အမေရိကန်ကလည်းကြောက်ပြုတ်ကို တင်ပြီးရင်မင်းတို့ကိုငါဘာလုပ်ပေးမယ်ဆိုတော့ giving day နိုင်ငံကြီးတော်လိုင်းကြီးက giving day အပေးอยู่အလဲထပ်ပါတပတ်ကလည်းမင်းတို့ကြောက်ပြူကိုတော့မသိနဲ့ငါတို့ဘာဘာပေးပါ့မလဲဒီလိုကစားကွက်မျိုးတကြွေကြွေတဖြည်းဖြည်းလလပပတည်တည်တတ်တက်လုံနေတာမျိုးကိုကျွန်တော်မဆလို့ရပါတယ်အဲ့တော့ကြောက်ပြူမျိုးသိန်းတိုက်ပွဲလို့တိုက်ပွဲနမနပခတော့ဗျာတတ်သိန်းလာသေးတာနခခငါတော့တတ်သိန်းလာသေးတာကြောက်ပြူကဘာဘူး နော်ဘာကြောင့်မသိသိတာလဲဘာကြောင့်စစ်ကိုဝိုင်းပတ်ပိတ်ဆို့တာလဲဘာကြောင့်နောက်ထပ်တလအပြစ်ရတာလဲဒါတွေကအကြောင်းတရားတွေအများကြီးရှိပါတယ်ဒီအကြောင်းတရားတွေကဘာတွေဖြစ်နိုင်မလဲလို့လူကြီးမင်းတို့ထင်မြင်ယူစပါတယ်သုံးသက်ဝိပန်ဆွေးနွေးကြကြဖို့လေဖိတ်ခေါ်ပါတယ်နောက်တစ်ချက်က MNDA နဲ့လူ TNN ဒီနေ့သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်သတင်းစာရှင်းလင်းပွဲမှာပြည်သူနဲ့လူပြည်သူလူထုနဲ့အတူပဲရက်တည်မယ် တို့ရတို့ရဖီအာရီဂျာရဲကဒီရန်လေးကကြာကန်ယုံထွက်ဖို့ကြိုးစားနေတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့လိုကြာကန်ယုံထွက်ဖို့ကြိုးစားဖို့သူ့မှာမြေပြန့်စီကိုတရွေ့ရွေ့တိုးဝင်လာပြီးအင်အားတိဆောက်ထားရမယ်ဆိုတဲ့အချက်ကိုသူကောင်းကောင်းသဘောပေါက်တယ်ဒါကြောင့်မို့ MBI PDF ပါဝင်ပူပေါင်းတက်တွေနဲ့အာကတ်တက်တော် AA ဟာ sorry TNL ဟာ မြေပြားဒီကိုစစ်စီလာမယ့်အခင်းချင်းတစ်ခုကိုကျွန်တော်တို့မြင်ရုံနေမိဘလို့ချီလာမလဲဘလို့ဝင်လာမလဲတော့ကျွန်တော်တို့ပြောလို့မတတ်သေးဘူးတိခဲ့ရင်လည်းပြောရမသိနေနောက်တစ်ခုက MDA ကိစ္စလောလောဆယ်တော့တခမ်းရထားတဲ့အခြေအနေပါသို့တော့အတွင်းစည်းထဲမှာတော့ချိန်ဝိုင်းလေးရှိပါတယ်လား ဒီအချိန်နဲ့တူကရင်ထိုးစစ်ကိုကြည်ရရင်လေမနေ့ကတေပေါ်ဖို့စကန်သိမ့်တိုက်ပွဲမြေအောက်လိုင်ကူတွေကရတဲ့လက်နက်ခဲယံဒေါ်လာတန်းနဲ့ချီတံမိုးရှိတဲ့ခဲယံလိုင်ကူကြီးတစ်ခုဖြစ်သွားတာကိုတွေ့ရတယ်ဖြစ်ခဲ့တာကိုတွေ့ဒီအချိန်လောက်ဆိုမင်းအောင်လိုင်အရှိတောင်းလိုင်စစ်ထံလာကြုံတိုင်းမှုကိုနဖုံခါနေလောက်ပါပြီရင်ဘတ်ထုပြီးငုံနေရတဲ့အချိန်မျိုးဖြစ်နေပါညီမစစ်တပ်တမိုင်းမှာဒီလောက်ဆုံးရှုံးနေဒီလောက်ရှုံးနေ ဒီလောက်ဖယိုဖယဲဖြစ်တဲ့ရှုံးနေမှုမျိုးကိုဒီစစ်ဘုံချုပ်တွေဘယ်တော့မှမခံစားဘူးအခုတော့ကျွန်တော်တို့အများအားပြောတယ်သူတို့ရှုံးမှာပူပူပြီးကြောက်လာနေပါဘာကြောင့်မင်းကြောက်တာလဲမင်းကဘာအချက်လက်နဲ့ထပ်ပြောမှာလဲလို့မင်းရင်အရှိမကျွန်တော်တို့ပြောခဲ့တဲ့စစ်တပ်ကကောင်တွေမတ်ပုံတွေအစ်စ်နေတော့မသွားရတာတွေအလူအိမ်ဖိအိမ်တော့မသွားရတာတွေတကိုးတည်လို့တကိုးမရမငူရဲနော် စစ်တပ်ကကောင်တည်ရက်ွက်ထဲမှာမငိုရဲဘူးသူ့အိမ်ဟာစစ်တပ်အိမ်တည်သွားမှာတည်သွားမှာဆိုလို့စစ်တပ်ကလူမန်းဒီလိုအခြေအနေနဲ့လူဒီနေ့သွေးသစ်စာဆိုလို့တယ်ဗျာနိုင်ငံတော်အကြီးညိုပြက်စီမှုတယ်ဖမ်းနေတယ်သွေးသစ်စာဆိုတာနိုင်ငံတော်အကြီးညိုပြက်စီမှုလားအဲ့လောက်ထိတော့ကြောက်နေကြပြီလားကျွန်တော်အရန်ခြေနှမ်းမိတယ်ဗျခြေနှမ်းမိတယ်ဆိုတာသူ့ရဲ့အကြောက်တရားကိုကျွန်တော်မြင်ရလို့ပါအဲ့တော့ အဲဒီစကိုင်းတိုင်းကမ့်ဘလူမှာပေါ့ဗျာနော်ကြောက်เสียတယောက်ပေါ့ဗျာနော်အဲဒါစကိုင်းတိုင်းကမ့်ဘူးအထက်ကတက်ကကြောက်เสียကြီးအရက်ပူးပြီးတွေးသစ္စာဆိုတာသူကအမှန်တော့ဘာတော်လိုင်းရေးနိုင်ငံရေးမှလဲလောက်တာမဟုတ်ဘူး KDB ကအပြင်တက်မှာ movie ဆိုလာတာအရေးကြီးပြီညီနောင်အပေါင်းတို့ တွေ့စီဟာညီစင်ကြီးကြလို့အဲ့လိုဆိုတာအဲ့ဒါကိုကျောင်းဆရာကြီးဦးမိုးထွန်းအထက်တန်းပြဆရာဦးစိုးတင်ကျောင်းဆောင်ဦးညွန်ဝင်းတို့ကိုဝါတော်ပြူစောတိအဖွဲ့ကနိုင်ငံတော်ကြီးတို့ပြက်စီမှုနဲ့ဝင်ရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်စစ်တပ်ကိုတော်လှန်ခြင်းတနတ်တော်ကိုင်စီရမလို့သွေးသစ္စာပတ်စုံနေရင်တော့တော်တော်ကြောက်နေတဲ့အနေအထားဖြစ်တယ် အဲ့လက်ရှိအခြေအနေတွေကတော့ဒီလိုတွေ့နေရပါတယ်အဲ့တော့တစ်ဖက်မှာလည်းဗတ်စစ်တပ်ဟာကျွန်တော်တို့ရွေးကောက်ပွဲအတွက်ကြိတ်ကြံနေတာဖြစ်ပြီးတစ်ဖက်မှာလည်းဒိုးစစ်အချိန်မြင့်လာတဲ့အဲဒီတည်ထိုးစစ်တည်ထိုးစစ်ကတော့နှစ်ခုငါးနဲ့အဲ့ဒီတိုင်းနယ်ဆက်ကစခန်းနေစိန်ပြေးတိုင်းကစားနေသလိုများလုံနေကြလားမသိပါဘူးเนาะအဲ့တော့ ဒီဘောဘောစကမ်းမှာအလံမြူတော်လက်နဲ့ချပြီးထွက်ပြေးသွားသူတွေရှိပါတယ်။အဲ့ဒီမှာထွက်ပြေးသွားသူတွေကတော့နစ်ခွန်ကားနဲ့ဝင်သွားပါတယ်။ဒိုင်းမတ်ချောင်းကိုကူပြီးနစ်ခွန်ကားကိုပြန်ပို့အဲဒီလိုအဲ့ပြီးတော့ပြန်လာတိုက်ပြီးပြန်ပြေးနစ်ခွန်ကားကပြန်ရောက်။ဒါဒီအခြေအနေမှာတော့ကင်းတက်တွေဘလူကိုင်းတွေမလဲဆိုတာကတော့အစင်သင့်ဖြူဟာရှိပြီးသားလို့ကျွန်တော်တို့ယူဆလို့ရပါတယ်။ရန်ကုန်အင်းစိန်ကြီးတောင်တက်သိမ်းခဲ့တဲ့အခြေအနေမျိုးကိုရင်ဆိုင်ခဲ့တဲ့ကင်းရင်တက်တွေနောက်တစ်ခုက အဲ့ဒီရန်ကုန်အင်းစိတ်ကြီးတက်သိမ်းခဲ့တဲ့အချိန်မှာပြန်လန်ကြတဲ့အဖြစ်အပျက်တွေကိုသင်္ကန်းစာယူဖို့လိုအပ်တာပဲရှိပါတယ်။ဒါနဲ့အတူမှာချိုထွန်းအောင်ကိစ္စဈာပြန်လေးပြောချင်ပါလေ။အဲ့ဒီချိုထွန်းအောင်ကဘူမှုချုပ်ဟောင်းပေါ့နော်။ဘူချုပ်လို့အဲဒီကြံပြင်းပြောလို့ရတယ်ချိုထွန်းအောင်။ချိုထွန်းအောင်ရှင်းလင်းခံလိုက်ပြီးနောက်ပိုင်းမှာသူတို့ဒီဗတ်ဒီဘေးတွေပါမချဖမ်းလာမျိုးတွေ့ရတယ်လို့ဒီဖုန်ကြီးကျောင်းတွေမှာလိုက်စစ်နေတာ တရတော်တို့စမ်းကြောင်းလို့မှတ်တယ်ပါအဲ့တော့ဒီချိုတော်အောင်ဟာစစ်တပ်နဲ့နောက်ကွယ်မှာကြီးကြီးမားမားပတ်သက်တဲ့အကောင်ကြီးကြီးအမီးရှိရှိဖြစ်တဲ့အပြင်ဘျော်မြောက်ရေးပါတယ်လူတယောက်လို့ပြောရတယ်လို့စစ်တပ်ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေကမြို့ပြမှာပထမဦးဆုံးလှုပ်ကြံခံခဲ့ရတဲ့လူတယောက်လို့ကျွန်တော်တို့မြင်လို့ရပါတယ်ဒါကြောင့်မို့စစ်တပ်အရှိတ်ကိုထိသွားစေပြီးတော့ဗတီစပိန်နဲ့လာတယ်လို့ယူဆရသူနှစ်ဦးရဲ့စီစီမတက်ကိုအခြေခံပြီး ရန်ကုန်တဝိုက်မှာဗတ်တီဘိန်းအောင်စီးလို့မရတဲ့အခြေအနေမျိုးနဲ့ပြင်းပြင်းထန်ထန်ဖိနှိပ်ရုပ်မာနေလျက်ရှိပါတယ်။အဲ့တော့ဘေးရန်ဆိုင်ကလေးဗတ်တီဘိန်းတွေကိုဖမ်းဆီးပြီးတော့သူတို့သတင်းပေးတဲ့ပြူစောထီတွေကတော့လွလွလပ်လပ်သွားနေလို့ရပါတယ်။အဲ့တော့မေလ20ရက်နေ့နန်းပိုင်းမှာလှုပ်ချံခံခဲ့ရတဲ့ပြစ်ခတ်ခံခဲ့ရတဲ့ရှင်းလင်းခံခဲ့ရတဲ့နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်တိုက်ပွဲရေးဘာသာရဲ့နိုင်ငံတော်ဆက်ဆက်ရေးဘာသာရဲ့တို့ကိုတင်ကြားနေတဲ့ နိုင်ငံကဝေးတက်သူကချို့ထွန်းအောင်သူတည်သွားတဲ့နောက်ပိုင်းမှာစစ်ပူချုပ်တီစစ်ပူချုပ်ဟောင်းတီတရက်ဒီလိုက်ရှင်တဲ့ဂိုင်မတ်ပုံတွေအတူတူလို့အင်္ဂလိပ်စာတွေပြောင်းတော်တော်ကိုကတောင်းကနင်းဖြစ်နေတယ်ပြတော်လည်းကြီးဆိုတာကတော့လရအောင်မှာပန်းခင်လန်းလျှောက်တာမဟုတ်တော့ပိဆက်မှုစွန့်လို့မှုပြီးတော့ ရှိမှာပါဒီပိဆက်ဆွလူမှုတွေကိုကျွန်တော်နှလုံးသားထဲမှာအမြဲအမှတ်ရရင်သူရဲ့ကောင်းအာဇာနည်အဖြစ်တစ်ချိန်မှာခံခံနာနာကိုဂုံပြုဥညွတ်ကြရမှာဖြစ်ပါတယ်ဏီကုန်းအနေနဲ့ဇဘုံရဲ့အဖန်ခံရပြီးနောက်ပိုင်းမှာပုတ္တမကိုထပ်ဖန်းသွားသလိုလိုတတိပေးသလိုတတိမီဖတ်ပေါ်တာပါအဲ့ဒီမှာအများအပြားသုံးသက်တာရှိတယ်ဗောနော်ဇဘုံရဲ့အပြင်ကို အရှိမာဒီကျွန်တော်ကြော်စီရနော် အဲ့ဒီအရှိမကျော်စိုးဥကူဖမ်းပါသေးတယ်ပောက်ကိုတော့တခါခေါ်စစ်ပါသေးတယ်ပြောတော့ပြောချင်တာကဖစစ်တာရှုံးမဲမဲနေဘူးကျွန်တော်မြင်ရပါတယ်အဲ့တော့တချို့တွေကသုံးသက်တာတွေရှိတယ်ပေါ့နော်ဇော်ဘိုးကြီးတို့ကိုဖမ်းတာကအာယုံလှဲ့တာဘာအာယုံမှလာလှဲ့လို့မရတော့ဘူးဒီသူလူလူကိုဘာအာယုံမှလာလှဲ့လို့မရတော့ဘူးဘာမှတရင်ဖုံးမှလောက်တာလည်းမဟုတ်ဘူးရှုံးမဲမဲနေတာမနိုင်နိုင်တာပိုင်ရန်တော့မဲ့အခြေအနေကိုပြတာဖေဖေရဲ့ဖြစ်မှုနောက်တစ်ဆင့်တတ်တာကိုပြတာ ချုပ်ပြောရရင်တက်ပြတ်နေပြီဆိုတာကိုပြသနေတဲ့အခင်းချင်းမျိုးဖြစ်ပါတယ်။ကဘာကြီးကိုလက်ပေါ်တင်ပြီးကင်ကြည့်လို့ရနေတဲ့အခြေအနေမှာယူကရိန်းကရုရှားကိုဒရုန်းစစ်ပွဲဆင်နွှဲတာတနအီမပြည့်ဘူးဖုန်းနဲ့ကိုဖုန်းနဲ့မှကိုကြည့်လို့ရတဲ့အခြေအနေမှာပြည်သူလူထုနဲ့တော်တော်များများအားလုံးနှိပါကိုဘာအာယုံမှလှဲ့လို့မရတော့ဘူးဆိုတာရှုံးဒီကောင်တွေတက်ပြက်နေတာကိုတက်ပြက်နေတာပြနေတာလို့ပဲကျွန်တော်ကယူဆရင်း ခင်ဗျားတို့ညီညွတ်ကြပါလားကျွန်တော်တို့ညီညွတ်ကြပါလားညီညွတ်ရင်စစ်နိုင်မယ်ဖက်စစ်စနစ်ကိုအမြင့်ဖြတ်နိုင်မှာဖြစ်ပါတယ်ဒီညတော့ဒါပါပဲအားလုံးကျေးဇူးတင်ပါတယ်